မယံကြီးမယံကြီးဖျားသည်ပကံတဝါရှိဖျားပထိုးများအနိုင်စိတ်ပါဝင်စားစရာအကောင်းဆုံးဖျားတစ်စုဖြစ်သည်ပကံတဝါမိတိနေရာမှကြီးလိုက်ကြီးလိုက်မိုးစုံတစ်ဖျားမြင်မားစွာထိုးထွက်နေသောမယံကြီးကိုဖူးတွေ့ရသည်ပကံဖျားများအနိုင်လူတဲ့အရွယ်ဆအကြီးမားဆုံးဖျားတစ်စုဖြစ်သည်ပကံခီးတဲ့သည်မယံကြီးသို့လာခဲ့သည်အနန္နာဖျားအနောက်ဖက်မိုးဝါမှာမေနန္တူရွာသို့သွားသောလမ်းအတိုင်းလာခဲ့ရာ မဲနာသူရွာမရောက်မီလမ်းဤတောင်ပချံဓမယံကြီးဖျားသူချိုးကွေသွားသောလမ်းခွဲတစ်ခုရောက်လာသည်လမ်းခွဲအဝ၌ပေါ်တော်မူဖျားတစ်စုံရှိသည်ပေါ်တော်မူဖျားမှလမ်းချိုးကွေအတိုင်းဆက်လက်သွားသောအခါဓမယံကြီးကိုရောက်သွားသည်အနိကဖူးကြည့်သောအခါမှဖျားဤဒုဒေကြီးမပုံသည်ပို၍ပြတ်သားထင်ရှားလာသည်ဒုဒေခိုင်ခန့်ကြီးမသော အောက်ခြေမှပြည့်စရာအစင်းစင်းဖြင့်တက်သွားသောနိုင်ကူဖျားကြီးသည်အောက်ခြေနှင့်အောက်ပြည့်စရာများကျယ်ပြန့်ကြီးမသောလည်း ထက်ပိုင်းတို့ဟုခပြေပြေမတက်ဖဲအဖျားရောက်လေ ရှူးသွားလေတေးသွားလေဖြစ်သည်ဗမြန်ကြီးကိုတီတော်ဘရင်မှာလောင်းစီသူမင်းကြီးဤသားတော်နရတူဖြစ်သည်နရတူသည်ပကံမင်းဆက်၌နမည်ကောင်းမရသောဘရင်ဖြစ်သည်ခေနစီစဉ်ကိုမမောလှသည်ဖြစ်၍နာမကျန်းဖြစ်နေသောခမည်းတော်လောင်းစီသူမင်းကြီးကိုနဝဝသားတက်ယုံပို့သည်ဗမာမြ мян ကွယ်လွန်သွားစိန်တော်ငါပြုစုယူရနဲ့ဝေးသည့်ရွှေကိုကြီးဖះသို့ပို့ထားလိုက်သည်ရွှေကိုကြီးဖះပဲ ။သမီးတော်မင်းကြီးတတိမေရောနေရာမှာရတိပြန်လဲရရှိသည်ကိုကြားသိရသောအခါကိုတိုင်သွားပြီးငရတူသည်ခင်းနှံလက်လွတ်သွားပြီးဆို၍သမီးတော်အသက်မရှူနိုင်အောင်အဝိဖြစ်ဗဇက်ကိုဆို၍လှုပ်ကြံပွက်မြက်ပြလိုက်သည်။သမီးတော်ကွယ်လွန်သောအခါဒါတော်အကြီးမေရှင်သောထာမအရမနီးဖြင့်ခင်းနှံသိမ့်ပိုက်သည်။ဘယင်ဖြစ်လာသောအခါ၌လည်းနန္ဒူပြည်သားများနှင့်ယဟန်တန်ဃာတော်များဆင်မချမ်းမြေအောင်ပြုမူသည်။ဗန္နယာဇဝင်ကြီး၌မရတုအကြောင်းကိုဤသို့ဆိုထားသည် ဘုမဘဘအဆရှိသောပြည်သူအပေါင်းတို့ကြောက်ရွံ့ခံ냐ကုန်၏အမျက်ဆောင်မှန်ပြင်း၏မိန့်ဖြစ်လင်ခမည်းတော်အလောင်းရှိသူပြေသောကြာပန်းအမည်ရှိသောသူတို့သမီးကိုကွက်လေ၏ကြာပန်းသားဥဒရတူနှင့်ဘာထွေးစချီမဟာဘိုးကိုလည်းကွက်လေ၏စွမ်းတန်သောယဟန်တို့ကိုလည်းလူထွက်ရကုန်၏အချို့သောယဟန်မြတ်တို့သည်လူပြူရမည်ကိုကြောက်၍တိမ့်ခိုကျွန်းတို့ကြီးကြွလေကုန်၏မင်းကြီးကရရောအကြမ်းကြုတ်၏ မိဖုရားဆသောကိုလုံမောင်းမတို့လည်းကြောက်ရွံ့ခံ냐ကုန်သည်ဖြစ်၍မချစ်မကြိုက်ကြကုန်မကောင်းသောစုကိုယူကုန်၏။ဆိုင်းကားနိုင်ငံ၌နေကုန်သောလူပေါင်းတို့သည်ပူဇော်ကုန်သည်ဖြစ်၍ရွာပြည်မြို့ပြပျက်စီးကုန်သည်ကားများ၏။ကောင်းမှုသောဓမ္မရန်ကိုလှုပ်တီလဲကြောက်ရွံ့ခြင်းပြင်းသောကြောင့်ဆေးဆက်တေချာလုံး၍မပြီးလေ။ခမည်းတော်လက်ထက်ဆက်လာသောကလားမင်းကြီးတမီးကိုခုံမင်းမင်းဖြစ်တော်မူလေမပြတ်လှုပ်ကြွေးရ၏။တရံယောခာမင်းကြီးရေအိမ်ဝင်ရ၌ တန်တက်ရေမဆောင်သည်ကိုကလားမင်းသမီးသိလေသောကျင်ကြီးကျင်ငယ်သွားသည်တန်ဝါဒဖြစ်သည်များ၌တန်တက်ရေဆောင်ကောင်းလျက်မဆောင်နေသည်ဟု၍ယုံရှာသောအဖြစ် မချင်းမကတ်နေသည်ကိုမင်းကြီးအမျက်တော်ရှိ၍ဆွဲတော်မူသောတန်လျက်ဖြင့်ခုတ်၍အနှိမ့်ဆရောက်တော်မူလေသည်ခမည်းတော်ကလားမင်းကြီးကြားလေသောကလားသူရဲကောင်းရှိရာတွင်ရွေ့၍သူရဲကောင်းရှိရောက်ရ၏ကလားမင်းကြီးကဤတို့ဆို၏ဟဲ့အချင်းတို့ခမည်းတော်ကိုတတ်တော်မင်းရှိရာ ်ပုံနာအောင်ဆောင်၍နင်တို့တက်ချေထုံမင်းသေးလေးနင်တို့ကိုကိုတန်လျက်နဲ့ထိုး၍တေကြလေနင်တို့သားမယားကိုတုံးဆွဲစားတော့လောက်အောင်ငါပေးတော်မူမည်ဟု၍ဆို၏ရေကောင်းရှိရောက်တို့သည်သားမယားတို့ကိုတတတာပလုံတုံးဆွဲစားလောက်အောင်ပေးတော်မူကထုံမင်းကိုတေးအောင်တက်မည်ဟုလျှောက်၏ဘရိခရမင်းလည်းကြီးစွာသောဆုလက်ပေးပြီလေထိုသူရေကောင်းရှိရောက်တို့ကိုပုံနာအောင်ဆောင်စေ၍ခယူသိန်းကိုခါဝယ်ပိုက်လျက်တန်လျက်ကိုစီနှင့်လွတ်လိုက်၏ ကိုကာယာမတို့ရောက်လာ၏။ရောက်လင်နန်းတော်တို့တက်၍မင်းကြီးအားခယူသိင်းနှင့် နေစာမြက်ကန်းဟန်ပြု၍ပတ်ရန်ပြီးတော့အမတ်သိဋ္ဌိကာကိုလက်ညှိုးတန်းတန်းညွှန်၍ဟဲအမတ်အထက်ကလည်းနင်းတို့တစိုးများစွာစား၍ငါတို့အရှင်သာဆုံးပြီ။အခုလည်းနင်းမတားစီသောကြောင့်ငါတို့အရှင်သမီးဆုံးရပြန်သည်။ဟု၍ဆိုပြီးမှမင်းကြီးကိုတန်လျက်နှင့်ထိုးသည်။နေစာရောက်တော်မူကြသည်။ရင်တို့မှအမတ်သိဋ္ဌိကာကို ထိုးမိပြုသည်။အမေ၍ ကိုကိုကိုတန်လျှက်နှင့်ထိုးသည်ရှစ်ယောက်စလုံးသေလေသည်ရင်းတို့ကလားထိုး၍တေဒီကိုအကြောင်းပြု၍ထုံမင်းကို နောင်မှကလကြဟုတွင်ကလကြမင်းကဟီရီအော်တပလည်းမဆောင်စကားလည်းမှမှန်မူကြီးမကြီးအတွင်သူအပြင်သူတို့ကိုလည်းမျက်နှာမကြည့်ရရော ကြမ်းကြုတ်စွာပြုလေသည်ဤသူပြည်သားတို့ကိုလည်းနှိပ်ဆက်ညှဉ်းပန်း၏ထိုတို့ပြုလေရှိသောကြောင့်အမှုအမှတ်ပြည်သူလူယဟန်ပေါင်းတို့သည်မကောင်းသောစုကိုပြုကုန်၏အိမ်နှိပ်45နှစ် စီစိန်၄နှစ်တတ်တော်၄၉နှစ်တော့နှိမ့်ဆရောက်တော်မူ၏ဓမ္မယံကြီးဖရာသည်ဖရာတိုင်ကနရတူဤဘဝနှင့်ဆက်ဆက်မှုရှိနေတကဲ့သို့ခင်ရသည်ဓမ္မယံကြီးပုံတရံသည်အောက်ခြေနှင့်ပြည့်စရာများခိုင်ခန့်ကြီးမားတော်လဲအဖျားသူတဖြည်းဖြည်းရှုတက်သွားသည်နရတူသည်ပြေးပြိုင်သူများတဲတွင်ဘန်းနိုင်ရောက်ရှိရန်မမှန်မပြေးပဲချားပြိုင်ဘက်များကိုကြော်လွားသွားစေရန်အာခုံထုတ်၍ပြေးသူကဲ့သို့ဘန်းနိုင်မရောက်မီလဲကြာသွားသည် သူသည်အခြားသောဘေးလောင်းသောဘူးလောင်းတော်များတီးသည့်ဇေဒီပထိုးများထက်တာလုံအောင်ဓမ္မယံကြီးကိုတီးတော်လဲအဘိဓမ္မတက်ခင်လှုပ်ကြံခံရ၍ဇေဒီတော်ကြီးသည်အင်္ဂါမဆုံဖြစ်သွားရလေသည်ဒီသူများဥထိတ်ထားသောသာသနာဝန်ထမ်းယဟန်တန်ဃာတော်များစေမချမ်းသာအောင်လှုပ်တော်ဘုရင်တပါးကြောင်းကံဖျားဇေဒီပထိုးကိုးကွယ်တည်ထားသည့်ဆိုသည်မှာစစ်မှန်သောစေတနာတရားတရားအခြေခံဖြစ်နိုင်ွယ်အကြောင်းမရှိပေဘောသူသည်အခြားပကံမင်းဆက် ာသနာဒါယကဘယင်များကဲ့သို့တမိုင်းစာမျက်နှာတွင်သာသနာဒါယကဘယင်တစ်ပါးအဖြစ်ရွှေစလုံးနှင့်ထိုးခံရလိုဟန်ရှိသည်အခြားသာသနာဒါယကဖရာဒါယကဘယင်များထက်ပင်တမိုင်းစာမျက်နှာတွင်စာမျက်နှာများများပါခြင်းပုံရသည်ထို့ကြောင့်ပင်သူ၏ဓမယံကြီးကိုပကန်းရှိခြားစေတီပထိုးများထက်တအောင်ကြိုးစားထားသည်ဘေဒုကနှင့်အခြားဖရာတေသူလုံသားများအား သူစိတ်တိုင်းကြဖြစ်အောင်ဓာမိုးခိုင်းသည်။အုတ်တစ်ချက်နဲ့တစ်ချက်အကြားတွင်အနှစ်ထိုးကြည့်သည် အုတ်ကြားတွင်အဝံသွားသည်ကို တွေ့ရသောအခါခေါင်းဆောင်ပြည်သူကအားကွက်မြတ်ပစ်သည်ဟုဆိုရှိသည်ထို့ကြောင့်ဗမာန်ကြီးအုတ်စီအုတ်ထက်လက်ရမှာအခြားပကံဘုရားပထိုးများလိုက်မမီအောင်ဖြစ်နေသည်ကိုတွေ့ရသည်အုံနှစ်ချက်၏အကြားတွင် အနှင့်ချိုးကြည့်၍ပင်မရပေထို့တော်လည်းဘုရားတိုင်ကဤစေတနာမှမှန်သောကြောင့်ဗမာန်ကြီးသည်ဒုဒေကြီးမှခိုင်ခံပြီးဘိုးစုံတစ်ဖြာမြင်မှထိုးထွက်လျက်ခြားပကံဘုရားများအပေါ်တွင်စီးမိုးနေတော်လဲအာနန္ဒာတပ်ပိညုတ် ဂေါ်တော့ပလင်စသောချားစီပထိုးများလိုဂျင်းညိုပွဲတပ်ပယ်သည့်အသွင်ကိုဆောင်မနေပဲထုံထုံထိုင်းထိုင်းမိုင်းမိုင်းညွန့်ညို့ဖြစ်နေသည်နေအောင်လောက်အောင်အောက်ကဇေဒီပထိုးကိုဖူးရတဲ့ကဲ့သို့ជីကြီးလင်းလင်းမရှိပဲမိုးသားတရိပ်လွှမ်းနေသောဖျားပထိုးကိုဖူးရတဲ့ကဲ့သို့အုံတုံတုံမိုင်းတိုင်တိုင်ဖြစ်နေသည်ဟုထင်ရသည်ဘရားတိုင်ကိုင်းဘဝအမှောင်ရိပ်များထိဟတ်နေသလိုဘရားတိုင်ကိုင်းရက်ဆက်ကြမ်းကြုတ်သောနှလုံးသားကိုလည်းကျင်ညာနေသလားမသိပေသမယကြီးအာယုန်ခံမျက်နှာစားသည့်ရှေ့ဘက်၌ရှိသည် အရှိတ်မျက်နှာစာမှဝင်လိုက်ရင်ဓမ္မယံကြီးဓိကဆင်းလူတော်ကြီးကိုဥမျော်ရသည်လေးဘက်လေးမျက်နှာ၌ဆောင်းများထုတ်ထားသည် အရှိတ်စာမှအတွင်းဘက်ဝင်၍ပေါ်ဆင်းတက်ပြီးပတ်လန်းကိုကျော်လိုက်လေဆင်းလူတော်ကြီးစံပယ်တော်မူရအခန်းသူရောက်သွားသည်အတွင်းလေးတော်မန်းနိုင်ကိုပတ်ရန်မူလကပတ်လန်းနှစ်ထပ်ရှိတော်လဲအတွင်းပတ်လန်းတစ်လျှောက်လုံးကို၎င်းပြင်ပတ်လန်းမှအတွင်းပတ်လန်းသို့ဖြတ်ဖောက်ထားသောအပေါက်များကို၎င်းအုပ်များဖြင့်ပြန်လည်ပိတ်ဆို့ထားသည်ကိုတွေ့ရသည် ။ယခင်ကနောက်ဖက်တောင်ဖက်မြောက်ဖက်တို့၌လည်းအတွင်းဘက်ဖောက်ထားသောအပေါက်ကြီးများရှိကြောင်းနိုင်ငံရှိအပေါက်ရွာများကိုကြည်ချင်းအဖြစ်သိရှိရသည်။အတွင်းပတ်လန်းကိုပီးစီလုပ်ပြီးကမှပုံများဖြင့်ပြန်လည်ပိတ်ဆို့ထားဟန်တို့သည်။ဘောကြောင့်ယခုခါ၌အပြင်ပတ်လန်းအတွင်းတို့သာဝင်ရောက်နိုင်ပြီးအတွင်းပတ်လန်းအတွင်းတို့မဝင်ရောက်နိုင်တော့ပေ။ရင်ကဲ့သို့မြည်သူမြည်ဝါပြုလုပ်ခဲ့သည်ကိုမှမြည်သူမြတ်အတတ်မပြောနိုင်။မင်းကြီးဖျားသည် ပုံတရံကကြီးကြီးလေးလေးမရှိသည့်အထက်လှုပ်ဝက်ချက်ကလည်းရှိနေသည်။အပြင်ပလန်းမှရှောက်ကြည့်တော့ခါဖျားဤဒုတဲ့ကြီးမားပုံနဲ့ပန်းကူများကြီးမားခြင်းမြန်မာခြင်းတို့ကိုတွေ့မြင်သိရှိရသည်။ဒေရတဲ့ဓမ္မယံကြည့်သည်နောက်ထပ်ပြုပြင်မုံမှန်ခြင်းနဲ့ကင်းဝေးနေရှာသည်။ထောက်ထားသည့်အဆောင်များအနက်အနောက်ဆောင်၏အလယ်၌အောက်ခံပလန်းတစ်ခုထဲအပေါ်တွင်ဆံပယ်တော်မူသောထိုင်တော်မူစင်းနုတော်နှစ်ဆူရှိသည်။ယင်းစင်းနုတော်နှစ်ဆူ၏နောက်ဖက်နား၌တက်ခရက် 958ခုနဲ့ထိုးထားသောကြောက်စာတစ်ချက်နဲ့တက်ကြွဲ968ခုနဲ့ထိုးထားသောကြောက်စာတစ်ချက်ရှိသည်။လောဘမျက်နှာအဆောင်ရှိဇင်တော်ရှိနာတွင်လည်းတက်ကြွဲ928ခုနဲ့နှင့်582ခုနဲ့ထိုး4000ကြောက်စာတိုင်းတိုင်းရှိသည်။ဓမြန်ကြီးပေါ်ထက်သို့ရှေ့ဘက်အဆောင်၏ရှေ့တောင်ထောက်တွင် ရှိသောလေကားမှတက်၍ရသည်။ဘော်ဒတ်တွင်လေးမျက်နှာသို့ထုတ်ထားသောအဆောင်များ၏မိုးကွက်လက်များနှင့်ကုန်းတောင်အခြေရှိအဆင့်များရှိသည်။ ဘော်တက်ရန်လှေကားများလဲလေးဖက်စလုံးနိုင်ရှိသည်။တမန်ကြီးပေါ်မှနေ၍အောက်တိုင်းမှကြီးဤနန်းရံများကိုငုတ်ကြည့်လေ။လန်ကူဖျားကြီးဒုတဲ့ကြီးမဘုကိုပိုပြီးသတိပြုမိပေလိမ့်မည်။ဗခန်ဖြစ်တဲ့သည်တမန်ကြီးဖျားတွင်ဒတိုင်းအောက်ချီမှနေ၍စာဦးကြီးကိုကြည့်သည်။ဖျားပတ်လဲတစ်ဖက်လှဲ့ပတ်ကြည့်သည်။အတွင်းပတ်လမ်းမှတစ်ဖက်ပတ်သည်။အပေါ်တက်၍တစ်ဖက်ပတ်သည်။ဘွန်းတော်အခြေအဆင့်များပေါ်တက်၍လေလာသည်။တမန်ကြီးသည် ဖယားတိုင်ကအာဒီတာအတိုင်းမြန်မာနိုင်ငံအတွင်းရှိထုတ်ဖြစ်တိဆောက်ထားသောဖယားပထိုအဆောက်အုံများတဲ့နိုင်ကြီးမားဆုံးခိုင်ခံဆုံးအဆောက်အုံတစ်ခုမှဖြစ်လာလေသည်။ဖယားတွင်ဖယားတိုင်ကဘဝအမှောင်ရိပ်ချိုးနေသောကြောင့်လာမသည်။မျက်နှာတော့ညိုနေသလိုထင်ရသည်။ဖယားဘွဲ့နာမတော်နှင့်ပတ်သက်၍ဓမ္မရန်တီမှဓမ္မရန်ကြီးဖြစ်လာသည်ဟုဆိုရှိသည်။ပကံခိကဓမ္မရန်ကြီးနှင့်ကက်လျက်နောက်ဖက်တွင် သရင်တီလာနှင့်ပြည့်စုံသောဓမ္မရန်တီဘွဲ့အမည်ရှိယဟန်တော်တစ်ပါးသရင်သုံးခဲ့ဘူးသည်ထိုယဟန်တော်၏ဘွဲ့အမည်ကိုဆွဲပြုလျက်ဖျား၏အမည်သည်လည်းဓမ္မရန်တီဟုတွင်လာလေသည် နောက်ပိုင်းကာလရွေလျောသောအခါဓမ္မရန်တီမှဓမ္မရန်ကြီးဖြစ်လာလေသည်